မိုဘိုင်းနောက်လုပ်ဖို့အတွက်ဆန်မုတ်တထုံနဲ့တဝက် gram နဲ့ဆိုရင်တော့150 gram သုံးထားပါတယ်။ကောင်းကျင်းမုတ်ကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါတယ်။စားလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပြီးတော့တမအောင်မွေပေးလိုက်ပါတယ်။ရည်ကိုတော့နည်းနည်းချင်းစီထည့်ပေးရပါမယ်ရှင်။စုစုပေါင်းရည်ပမာဏ220 ml ထည့်လိုက်ပါတယ်။မုတ်သားလေးတွေကိုညက်အောင်လက်နဲ့တိချာနေပေးလိုက်ပါတယ်။ ပြီးရင်တော့အနေတော့တုံးလေးရေလုတ်ပြီးတော့ရင်နှွေးစုစုထဲမှာပြုတ်ပြရပါမယ်9မိနစ်လောက်ပြုတ်ပြီးရင်တော့ဆယ်ယူပြီးတော့ခြေပေးလိုက်ပါတယ်ဒီအနေထားမှာဆိုရင်တော့အပြင်လွှာပဲကျက်ပြီးအထဲကတဝက်လောက်ကမကျက်သေးပါဘူးအားလုံးသမသွားအောင်စီနှစွန်းထည့်ပြီးထပ်ပြီးနေပေးရပါမယ်နေနေရင်းနဲ့မုတ်သားလေးကခဏကြာမှတော့ညံ့ညံ့လေးဖြစ်သွားပါပြီရှင်။ဒီနေသားဆိုရင်မိုဘိုင်းနောက်လို့လို့ရပါပြီ။ မုံလို့ဖို့အတွက်အတုံးသေးလေးတွေဖြစ်အောင်ခုလိုမျိုးကကြင်းနဲ့ပဲအလွှဲညှက်လိုက်ပါတယ်အခုလုံမှာကတော့ဘီးမုံလုံမှာပါရှင်ဘီးအစင်သေးမရှိတာမို့လို့ဒုတ်ထိုးလုံးတဲဝါချောင်းလေးတွေနဲ့ပဲဘီးအဝအစားတို့အသုံးပြုထားပါတယ်မုတ်တွေကတ်မှာစိုးလို့စီးတုပ်ထားလိုက်ပါတယ် သူ့အပေါ်ကိုဖိပြီးလိုက်ပေးလိုက်ရင်တော့ဘီးနဲ့လှုပ်တဲ့ပုံစံလေးတိုင်းရရှိပါတယ်။ထဲ့ပေါင်းမဲ့ပေါင်းစကားကိုငပြောဘက်ခင်းပြီးမကက်စီရန်အတွက်စီတုပ်ပေးလိုက်ပါတယ်။ခုနကလှုပ်ထားတဲ့ဘီးမုတ်လေးတွေထည့်လိုက်ပါမယ်။နောက်ထပ်ပုံစံတစ်မျိုးမိုဘိုင်းနောက်လှုပ်ပါမယ်ရှင်။ခုနကလိုပဲအတုံးသေးသေးလေးတွေကိုလှီးပြတ်ထားပြီးလက်ဘွားနဲ့လှိမ့်ပြီးလှုပ်ကြည့်တာနည်းနည်းကြာတဲ့အတွက်ခုလိုမျိုးစစ်နေတုံးလေးပေါ်တင်ပြီးလှိမ့်တာခဏလေးနဲ့မုတ်ချောင်းလေးတွေအများကြီးရပါတယ်။ ပြီးရင်ပေါင်းခန့်စကားနဲ့ထပ်ထည့်ထားလိုက်ပါမယ်။ကျန်တဲ့မုန်းနှစ်တွေကိုမုတ်ပဲစုပ်လုပ်ပါမယ်။ပြုတ်ထားတဲ့ပဲလွန်းနဲ့ထည့်ပြီးတော့အကုန်လုံးကိုတမသွားအောင်ရောနေလိုက်ပါမယ်။ပဲနဲ့မုတ်သားတွေနေပြီးသွားရင်တော့အနေတော့မုတ်အစုပ်လေးတွေလုပ်ပြီးစကားတဲကိုထည့်ပေါင်းပါမယ်ရှင်။မပေါင်းခင်မှာပဲစီလေးတုပ်ပေးလိုက်ပါတယ်။ဂျင်းနေစုစုပေါ်မှာ10မိနစ်လောက်ပေါင်းပြီးရင်တော့ကြက်ပါပြီရှင်။ မုတ်ပဲစုပ်လေးတွေကိုတော့အနေတော်တုံးလေးတွေညှက်လိုက်ပါတယ်။နှံတောင်းလေးနဲ့အုံသီးဖြူပြီးရင်တော့ပဲစီနံမွမွေးလေးနဲ့မုတ်ပိုင်းနောက်မုတ်စားလို့ရနေပါပြီရှင်။